မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်းဒေသနယ်နမ်တိန်ဒေသတို့မှာစစ်ကောင်စီတပ်နဲ့ KIA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားကံဒေသမှာမေလ26ရက်နေ့ကစီရေးအခြေအနေများကိုမေးမြန်းကြည့်ရမှာဘုံမူကြီးနော်ဘူးကလုံခင်းဒေသနဲ့နမ်တိန်ဒေသများမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ပြောပြထားပါဗျာ ဖားကန်ဘက်မှာကတော့လုံခင်းဘက်မှာတိုက်ပွဲတွေရှိနေပါတယ်26ရက်နေ့မနေ့3နိုင်4နိုင်အချိန်လောက်မှာကျွန်တော်တို့ KI နဲ့ပူးပေါင်းတပ်တွေကအဲ့ဒီလုံခင်းကရဲစခန်းတစ်ခုကိုလည်းပြစ်တယ်လို့ကြားတယ်ဒါပေမဲ့သိမ့်နိုင်လားတော့မသိသေးဘူးအခုလောလောဆယ်ကတော့လုံခင်းဘက်ကနေအဲ့ဒီပြောင်းအောင်ဘက်ကိုဆင်းပြီးတော့မှစစ်ကူတယ်လို့ပြောရမှာပေါ့အဲ့ဒီဆင်းလာတဲ့အဖွဲ့ကိုလည်းကျွန်တော်တို့အဖွဲ့တွေကြားဖြတ်တိုက်ခိုက်ထားတာရှိပါတယ်လို့ဘိုးဘူးကြီးနော်ဘူးကရှင်းပြထားပါတယ်ဒါအပြင် ဖားကန်ဒေတာကိုပြန်လဲထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေလည်း26ရက်နေ့ကတိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့တယ်လို့ပြောဆိုထားပါတယ်။ကာမိုင်းဘက်ကနေပြီးတော့နမ်ဒိန်ကနေတက်လာတဲ့စစ်ကြောင်းတွေကိုလည်းတိုက်ခိုက်နေပါတယ်။ဆိုတော့အဲ့ဒီနေရာမှာတိုက်ပွဲတွေကဇက်တိုက်လို့ဖြစ်နေပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်။ 26ရက်နေ့မှာမိုးရေရွာသွန်းနေတဲ့အတွက်စစ်ကောင်စီကလေကြောင်းတက်ခိုက်မှုမရှိဘူးလို့ပြောပါတယ်နေ့လယ်ပိုင်းမှာတော့အနေငယ်ပြန်ပြီးတော့ငြိမ်သက်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်နန်းတိမ်ဘက်မှာရောက်နေတဲ့စစ်ကြောင်းတွေကတော့ရှေ့ဆက်ပြီးတော့မတိုးရဲတော့ပဲအဲ့ဒီနန်းတိမ်မှာပဲရက်နေတယ်လို့သတင်းပေးလာတာရှိပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်တစ်ဖက်မှာလည်း KIA ကဗမော်မြို့ကိုအပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်ဗမော်မြို့မကြဆုံးရေးအတွက်စစ်ကောင်စီက လေချောင်းတိုက်ခိုက်မှုများကိုဇက်တိုက်ပြုတ်လုခုခံလျက်ရှိရာပြီးခဲ့တဲ့တပတ်အတွင်းမှာဘုံအလုံးကြီးရာချီအုံပြုတ်ခဲ့ပြီးတော့စစ်ကောင်စီကတိုက်ခိုက်ခဲ့တယ်လို့ဘုံမူကြီးနော်ဘူးကပြောပြထားပါဗျ။စစ်တပ်ကတနေ့ကိုအ ਨੇ ဆုံး112 18တွေနဲ့ဘုံလာကျဲတာအလုံးကြီး30နဲ့အထက်ကျဲနေပါတယ်လို့ဘုံမူကြီးနော်ဘူးကရှင်းပြထားပါဗျ။ KI ပူပေါင်းတပ်ဖွဲ့ဟာဗမော်မျိုးသိန်းစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလစတင်ခဲ့ရာတိုက်ပွဲဟာနှစ်ဝက်နီးပါးကြာမြင့်လာပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်ချဂိတ်စခန်းနဲ့ဝန်ထမ်းအင်အားတို့ကိုတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတော့နန်စီတရန်ဝန်ထမ်း၁၂ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ19ရက်နေ့မှာတောင်သာကြောက်ပထောင်းလမ်းပိုင်းအထွာတောင်သာမြို့မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ဘန်ကာဂရုတ်ချင်းများနဲ့အခိုင်အမာပြုလုပ်ထားပြီးတော့ပြည်သူတွေစီကနေတိုင်းလိုလိုပတ်စံတောင်းယူပြီးတော့နှောက်ရှက်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်ဂိတ်စခန်းနဲ့တောင်သာမြို့ဘူရာကုန်းရပ်ကွက်မှာရှိတဲ့ဝန်ထမ်းအင်အားတို့ကိုတော်လိုက်တပ်ဖွဲ့များကတပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာမင်္ဂလာဦးဂိတ်ကအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ဂိတ်ကိုစုတ်ခွာထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်လို့သိရပါဗျ။တော်လိုင်းရဲဘော်များကဂိတ်တဲများကွန်ကရစ်ဘန်ကားများအတွေ့ရှာဖွေတဲ့အချိန်မှာငွေကျပ်66တိန်၊တနက်အတူတလက်ကြီ1500တောင်း MA1 ကြီပေါက်၄ခု G3 ကြီပေါက်၂ခုတို့ကိုတင်စီရရှိကဂိတ်တဲများကိုမိရှုဖြတ်ဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုရောက်လာတဲ့အကြမ်းမဆက်တဲ့ရဲစစ်ကူကားနဲ့လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သား၂ဦးထပ်မံတေဆုံးက ဖိခိုက်ဒဏ်ရရှိသူများလည်းရှိတယ်လို့သိရပါဗျ။ဒါအပြင်ဝန်ထမ်းအင်အားကိုစီးနှင်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်ထောက်တိုင်အကျင့်ပြတ်ဝန်ထမ်းနန်းစီဒီယန်စစ်တပ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာကစစ်ကောင်စီရဲ့ရန်တရားကိုအဟံတာပြုတ်လုနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တောင်တာဘကဖမိထီလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တိုက်ရင်မူရဲဘော်ကီဦးဆောင်တဲ့နေပြည်တော် PDF အမတ်ရှေ့ရတဲ့တောင်တာစစ်စင်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့ရွှေပလောင်ဆေးရုံမှာပြူစောဒီခေါင်းဆောင်ပေါ်သိန်းဆေးရုံတက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာပြူစောဒီတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာ26ရက်နေ့မနက်8:40မိနစ်ခန့်မှာရွှေဘုံမြို့နယ်ရွှေပလောင်ဆေးရုံမှာပြူစောတိခေါင်းဆောင်ပေါ်သိန်းဆေးရုံတက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိတအုပ်သိမ်းဆုံးပြီးတော့နှောက်ဦးထိခိုက်ဒဏ်ရာရရှိက ဆေးရုံထပ်တင်လိုက်ရတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများရရှိလာပြီးတော့စစ်ဆေးမှုများရှင်းလင်းမှုများလှုံ့ဆော်သွားတယ်လို့သိရပါတယ်။ရွှေပလောင်ဆေးရုံကိုပြူစောတိခေါင်းဆောင်ပေါ်သိန်းဆေးရုံတက်နေတော့မှတော်လိုင်းတပ်ဖွဲ့တွေကဝင်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။အနိကတ်သွားပစ်တာလို့သိရတယ်။ပြူခွေးတစ်ကောင်သေးတယ်။ပြူခွေးနှစ်ကောင်ကတော့ဒဏ်ရာရပြီးတော့ဆေးရုံထပ်တင်လိုက်ရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတိုက်နယ်ငါကိုကလုံကြီးအဖွဲ့ဇာမနီရွှေဘိုအဖွဲ့နဲ့တကနာ နဂါမေအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရတော့လဲတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘဂိုတန်ရေတာရှင်မြို့နယ်စစ်တောင်းမြေအနောက်ဘက်ချမ်းမှာအကြမ်းဖက်စစ်တပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတော့ပြည်သူတအုပ်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်မေလ23ရက်နေ့မှာရေတာရှည်မြို့နယ်စစ်တောင်းမြေအနောက်ဘက်ခြမ်းကွမ်းအောင်ကြီးရွာမှာနေထိုင်တဲ့ပြည်သူတို့ဟာစစ်တောင်းမြေအတွင်းငါရှာရန်နေအိမ်ကနေထွက်လာတဲ့အချိန် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထောင်ထားတဲ့နေမိုင်းကိုနေမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မိုင်းနေမိတဲ့သူဟာကွမ်းအောင်ကြီးရွာမှာနေထိုင်တဲ့အသက်36နှစ်အရွယ်ကိုရှမ်းအေးဆိုသူဖြစ်ပြီးတော့ခြေချင်းဝတ်ပြတ်ထွက်သွားတာက ဒုစရအထိထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူများမိုင်းနေမိတဲ့အတွက်ကြောင့်ရေတာရှင်မြို့နယ်စစ်တောင်းမြေအနောက်ဘက်ကမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများထောင်ထားတဲ့နေမိုင်းများကိုတော်လိုင်းတပ်ဖွဲ့များကဇက်တိုက်ရှင်းလင်းရှာဖွေရေးပြုလုပ်နေပြီးတော့မိုင်းလေးလုံးကိုမေလ25ရက်နေ့မှာတိုင်ရင်3934ကရဲဘော်များနဲ့ပကဖအဖွဲ့များကထပ်မံတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ အချမ်းမစစ်တပ်ဟာရေတားရှိစစ်တောင်းမြေဝမ်တလျှောက်မှာရှိတဲ့ကျေးရွာများမှာအခြေပြုတ်တက်ဆွဲထားပြီးတော့နေမိုင်းများစွာထောင်ထားတဲ့အတွက်မိုးရင်းကာလမှာစိုက်ပျိုးရေးနဲ့တငါလုပ်ငန်းလုပ်ကိုင်စားတောက်နေတဲ့ပြည်သူအများစုဟာ၎င်းတို့ထောင်ထားတဲ့နေမိုင်းများကြောင့်အခက်အခဲဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရပြီးတော့ရဲဘော်များကနီလန်မျိုးစုံနဲ့ရှာဖွေဖယ်ရှားရှင်းလင်းပေးနေရကြောင်းတောင်ကိုခရိုင်တရင်3934တက်ခွဲ3ပဝါနီစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ MM2 နေမိုင်းအမျိုးအစားများကိုအသုံးပြုနေပြီးတော့14နေမိုင်းထက်ပြင်းအားပိုတဲ့အတွက်ကြောင့်အသက်အန္တရာယ်ကိုပါချိန်ချောက်နိုင်တဲ့မိုင်းအမျိုးအစားဖြစ်တဲ့အတွက်အများပြည်သူများဘေးကင်းလုံခြုံစွာသွားလာနိုင်တဲ့အထိတော်လိုင်းရဲဘော်များကဆက်လက်ပြီးတော့ရှင်းလင်းပေးမှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာရှိတဲ့မင်္ဂလာဆောင်နေအိမ်ကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျက်တိုက်ခိုက်ခြင်းကြောင့်ဒရိုသမီးနော်ကမွေးဖောအပါအဝင်တေဆုံးသူ၁၂ဦးထိတိုးလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၂၅ရက်နေ့မနက်၉နာရီကအချိန်မှာကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာတစ်စီးနဲ့ ်ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်နှစ်ဦးနဲ့သူတို့သမီးအပါအဝင်ပြည်သူ၁၂ဦးတေဆုံးကအသက်မပြည့်သေးတဲ့ကလေးငယ်၁၃ဦးအပါအဝင် ပြည်သူ38ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဒါအပြင်နေအိမ်7လုံး၊ဈေးဆိုင်1လုံး၊တဲ1လုံး၊ဝက်တဲ1လုံး၊လဲထုံဆက်2စီးအိမ်သား1လုံးနဲ့စာတင်ကျောင်းခြံတို့ပျက်စီးသွားတယ်လို့သိရပါဗျ။အချက်ပဲစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကင်ခြင်းမရှိတဲ့ဒေသခံပြည်သူများနေထိုင်တဲ့ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒအဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ12ဦးဟာ အသက်38နှစ်အရွယ်နော်ဖောတာရှူအသက်35နှစ်အရွယ်နော်ဖောသဒါဝါအသက်9နှစ်အရွယ်စောနေဘလူးမူအသက်46နှစ်အရွယ်နော်ဂျူးပလဲအသက်9နှစ်အရွယ်နော်စုထူထူအောင်အသက်22နှစ်အရွယ်သရိုသမီးနော်ကမွေးဖော်အသက်19နှစ်အရွယ်မောင်တူတူအသက်14နှစ်အရွယ်မောင်မြင့်မြတ်ဟိန်းအသက်52နှစ်အရွယ်နော်ဘူးလာဖော်အသက်18နှစ်အရွယ်နော်စေးကလူဖော်အသက်40အရွယ်နော်အဲလာဖော်အသက်44နှစ်အရွယ် စောပလဲတို့ဖြစ်တယ်လို့သိရပါတယ်။လေချောင်းတိုက်ခိုက်မှုတို့ကြောင့်အပြင်းထန်ဒဏ်ရာရရှိသူ38ဦးရှိပြီးတော့ကလေးတငယ်များနဲ့တကြီးရွယ်အုံများလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်နယ်မြေပြင်ဦးလယ်မြို့မှာစီမံချက်ဆိုပြီးတော့လိုင်စင်မဲ့ဝတ်တောက်ကားတွေနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီအဖွဲ့ကဇက်တိုက်ဖမ်းဆီးနေပြီးတော့တရက်ကိုမြို့ကန်တွေရဲ့ကားစီးရိမ်50လောက်အထိအဖမ်းခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ23ရက်နေ့ကနေစတင်ဖမ်းဆီးနေတာဖြစ်ပြီးတော့ပြည်သူပိုင်ဆိုင်ကဲအများစုဖမ်းဆီးခံနေရတယ်လို့သိရပါဗါးဘာမှကိုပြောလို့မရဘူးဆိုင်ကဲတင်းသွားတာပြီးမှထွေအုံယုံနဲ့ရုံးပေါင်းစုံဘက်ကိုလိုက်ပြီးတော့ရွေးရမယ်လို့ကြားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗါးစီမံချက်နဲ့လိုင်စင်မဲ့ကားတွေဆိုင်ကဲတွေကိုဖမ်းနေတဲ့ရေထဲရဲတွေကိုတိုင်ကိုကလိုင်စင်မဲ့ဝတ်တောက်ကားတွေနဲ့ပဲလာဖမ်းနေတာလေလို့မြို့ကန်တို့ကပြောပြထားပါဗါးလိုင်စင်မဲ့ကားတွေကိုလာဖမ်းတဲ့သူတွေရဲ့ကားတွေဆိုင်ကဲတွေကိုဘယ်သူကစစ်ဆေးမှလဲ သူတို့စီမှာကြတော့အကုန်လုံးတစ်ခုမှ license မပါဘူးနောက်ဆုံး DSA နဲ့စာပေနှစ်ကအရာရှိတွေကိုငှားပေးနေတဲ့ဆိုင်ကယ်ကားငှားလုပ်နေတဲ့သူတွေဘယ်သူ license ရှိလဲပြောစီမံချက်ကလည်းစီကောင်စီလက်ထက်မှာကွက်ကြားမိုးလို့ပဲရွာနေတာပါပဲဗျာလို့မြို့ကန်တူကပြောပြထားပါတယ်။ license မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေပေမယ့်စီကောင်စီတက်တဲ့နှိဆက်သူတွေစီကောင်စီဝန်ထမ်းတွေရဲ့ကားတွေနဲ့ဆိုင်ကယ်တွေတော့မပါဘူးလို့မြို့ကန်တွေကပြောပါတယ်။ အချက်ဘတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလိုင်စင်မဲကားတွေကိုစီမံချက်နဲ့ဖမ်းဆီးမယ်လို့ပြီးခဲ့တဲ့တပတ်ကပြောဆိုခဲ့ပြီးတဲ့နောက်ပြည်ဦးလယ်မြို့မှာမြို့လမ်းကြားတွေနဲ့ကြေးရွာဘက်တွေအထိကားတွေဆိုင်ကယ်တွေဖမ်းဆီးနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ